တို့လူချင်းရေးစင်များအားလုံးပဲမင်္ဂလာပါရှင်မနက်ဖြန်20ရက်5လ25ပေါ့နော်အင်္ဂါနေ့မနက်ညနေအတွက်ပါနော်အင်္ဂါနေ့မနက်ညနေအတွက်ကိုကိုထိတ်ကိုအရင်ဦးဆုံးပြပေးလိုက်မယ်နော်ထိတ်စည်းကိုပြပေးမယ်ထိတ်စည်းကဒီမှာရှိတဲ့လေးတုံညာနှလုံးပေါင်းမယ်လေးတုံညာနှလုံးပေါင်းတော့ပေါင်းခြင်း၄ပါဝါ9နက္ခတ်နဲ့၄9နဲ့ဆိုပြီးတော့ထိတ်စည်းက သုံးလုံးရထားတယ်နော်ဒါဆိုထွက်ကနန်းလေးဒီမှာကြည့်မယ်နော်ထွက်ကနန်းကနှစ်တဲ့ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီမှာနှစ်တဲ့စီ၄၉၂နှစ်မှာဒီမှာနှစ်တဲ့စီဆိုပြီးတော့ဆင်ထားတယ်နော်ဒါဆိုရင်အခုနောက်တစ်ပင်ကိုဆက်သွားမယ်နော်ဒီမှာတက်ရှစ်တက်ရှစ်နှလုံးပေါင်းတော့ပေါင်းခြင်း၉ပါပါ၄နှစ်ခတ်၆ 646ဆိုပြီးတော့ဒီမှာထိပ်စီက3လုံးတူပါရဲ့ဒါဆိုရင်ထွက်ကနန်လေးကိုကြည့်မယ်ဒီမှာ646ထိပ်စီဆိုတဲ့အတွက်ကြောင့်မို့လို့ဒီမှာ646မှာ6ဆိုပြီးတော့ဆင်းထားတယ်เนาะဒါဆိုကိုဆက်သွားပါမယ်ဒီမှာ2 3 2 3နှလုံးပေါင်းတော့ပေါင်းခြင်း5ပါဝါ3ညာ2ခတ်3 5တုံညာ3ဆိုပြီးတော့ထိပ်စီက3လုံးရထားတယ်เนาะဒါဆိုရင်အခု ဘရိတ်ကလေးကိုဆက်ပြီးတော့သွားမယ်เนาะဘရိတ်သွားပါမယ်ဘရိတ်ကကနန်းလေးထက်ထက်နေတဲ့ကြောင့်မလို့မဝိုင်းပြတော့ဘူးเนาะဒီမှာရှိတဲ့တကိုလေးအာ sorry เนาะတုံညာကိုလေးတုံညာကိုလေးတောင်းလောက်ပေါင်းမယ်တုံညာရဲ့ကိုရဲ့ပေါင်းတော့ကိုကိုရဲ့လေးရဲ့ပေါင်းတော့3ပါဝါ6 နက္ခတ်ငါ၃၅ဆိုပြီးသူကပရိသုံးလုံးပေါ့နော်ဒါဆိုရင်ထွက်ကနန်းဦးကြည်မြနှစ်တနှစ်ရတရနှလုံးပေါင်းတော့ပေါင်းခြင်း၃၃ပရိပါ၃၅မှာဒီမှာ၃ပရိဆိုပြီးတော့ဆင်ထားပါတယ်နော်ဆက်သွားပါမယ်ဒီမှာ shit တကိုတနေ့ကိုနေပေါင်းတော့3ည3ည8နဲ့ပေါင်းတော့ပေါင်းချင်း8ပါဝါတော့နက္ခတ်8 3 1ပြိပေါ့နော်ဒါဆိုရင်ဒီမှာလည်း6လေးနှလုံးပေါင်းတော့သူလည်း3ပြိထွက်တယ်ပေါ့နော်3ပြိပါနော်ဒါဆိုရင်8 3မှာသူလည်း3ပြိဆိုပြီးတော့အစင်ထားတယ်နော်ဒါဆိုရင်ကိုဆက်သွားမယ်ဒီမှာ3 6လေး6လေးနှလုံးပေါင်းတော့3ည3ညနဲ့3နဲ့ပေါင်းတော့3ပါဝါ8နှက်က35ပရိဆိုပြီးတော့တွေ့ထားပါတယ်เนาะဒါဆိုရင်ရထားတဲ့ကဏ္ဍလေးတွေကိုတွဲကြည့်ရအောင်9 3ည3 9 3ည3ဟုတ်ပြီเนาะ9 3ည3မှာ3ပရိဆိုတဲ့အကြောင်းမလို့9 8 3ည3 30သုံးပရိပေါ့နော်ရှစ်ပရိဆိုတဲ့အကြောင်းမလို့9 3 3ည6 3 5ကဏန်းလေးတွေထပ်တဲ့အတွက်ကြောင့်ထိုးစရာကဏန်းသိမ့်မရှိဘူးเนาะ9 break ဆိုတဲ့အတွက်ကြောင့်မလို့50 3နဲ့ပေါ့เนาะဒီကဏန်းလေးတွေထွက်လာတယ်เนาะဒါဆိုရင် organ လေးကိုရွေးချယ်ကြည့်အောင်เนาะတော်တော်ထွက်တယ်9ထိပ်ကို shift ဆိုတော့9 3 9333ကဏ္ဍလေးထပ်တဲ့အတွက်ကြောင့်မလို့ကြိုက်ပါတယ်เนาะ3ထိပ်ကို3 break ကလည်း30 တောင်ညာတောင်ဆိုတဲ့အတွက်ကြောင့်မို့ဒီနက်ကွက်ကတော့အော်ကွက်နေနဲ့မူရထွက်လာတာပေါ့နော်အဲ့တော့ကိုရောမာတို့ကကျဲတူမကျဲနဲ့တမ်းပဲဆိုလိုက်ပြီးတော့ကစားကြပါနော်ဒီမှာကစားမယ်ခဏကွက်ကလည်းသိမရှိဘူးနော်ခဏလေးထက်နေရတဲ့အတွက်ကြောင့်ပါအဲ့တော့နက်ပြန်မှာတနေ့ကုန်ကံပေါင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်အားလုံးပဲကျေးဇူးတင်ပါရှင်